ဆန်းအဲဝင်းမြင့်ရှိအဖေနာမည်ဘရအဲဒါဒါမျိုးအမှပြောတာအဲ့တော့ဘာလဲဘောကျွန်တော်ကတော့ကြည်လိုက်တာတော့ကျွန်တော်ကြည်လိုက်တာသူပြောတဲ့စကားကြီးကဟာကိုတော့တန့်သွားအောင်ဆန်းစုကြီးရှိဖေနာမည်ဘသူအဲဘာလို့ဝင်းနေဟဲ့အဲဒါလည်းပြတိုင်ပင်ကမဟုတ်ဘူးလေဝင်းမြင့်ရှိဖေနာမည်ဘလူး ဟာအလုံးဝင်းနေအဲဒါမျိုးလားဟာသူတေချာပြောနေတာဗျအဲ့ဒါကျွန်တော်တူတူကြည့်လိုက်ကြရအောင်သူပြောတဲ့ဥစ္စာတွေဗျာကျွန်တော်နည်းနည်းစိတ်ဝင်စားလို့ပါဒါ share မျှဝေပေးတာဖြစ်တယ်အတူတူကြည့်ကြတော့လေတရားခံဖြစ်သွားတော့အောင်ဆန်းစုကြည်ပေါ့ကွာတရားခံတို့ကဒေါ်တွေပါလီခေါ်လို့တို့နိုင်ငံဥပဒေကမရအောင်ထောင်ထဲရောက်လာတာသိတယ်ဟာလားပုံစံကနေဝင်လာနဲ့နောက်တစ်နေ့ထောင်မှတ်ပုံတင်ဖို့ပုံစံပြရတယ်ချော့ကိုဟာမှတ်သားကြီးပါ ုံစံခန်းထဲရောက်တာနဲ့မမဲခင်မှာ6ချက်လောက်ကျွေးတာကျွေးပြီးတာနဲ့ပုံစံစတင်ပေးတာနောက်နေ့ထောင်ပိုင်နဲ့ထောင်ဝင်ဖတ်ဖို့တင်ထောင်ဝင်နံပါတ်ရဖို့အဲ့တော့ဖတ်ဖို့တင်တဲ့အခါမှာဘာတွေလိုလဲဆိုတော့ကိုရေးချက်ကိုရေးချက်လိုက်မေးရတယ်မေးတဲ့အခါမှာပုံစံပြမဲ့ပုံစံပြမဲ့လူဟာအင်းစိန်ခေါ်တော့အခန်းလူကြီးတို့ပုံစံမှုလို့ပေါ့ စပြီးတန်းစီကြီးပြောလိုက်တာနားထောင်လားနားထောင်လားမင်းတို့အခုထောင်ထဲရောက်လာပြီမင်းတို့ကမင်းတို့ပြင်မှာဘာကောင်ကြီးမဖြစ်ဖြစ်ဟိုဘူးကမှချိန်ထားခဲ့ဒီထဲမှာစောက်ကောင်လာမလုံးနဲ့အဲဒီကစပြောတယ်အဲ့တော့မနေ့ပြမင်းတို့ထောင်ပိုင်ရှင်းမှာပုံစံပြရတယ်အဲ့တော့မင်းတို့အကြောင်းသိပါရမင်းတို့နာမည်ရစမေးရင်တေချာနားတော့နာမည်ရှင်းမှာဥပဒေဦး ကိုမထဲ့ဘူးဝင်းမြစ်ဆိုဝင်းမြစ်ပျောက်ကြီးဆိုပျောက်ကြီးဝါခဲမဆိုဝါခဲမဒါပဲလို့လေချားနိုင်မယ်ရှိလားလို့မေးရင်ဝင်းမြစ်ခေါ်ဝါခဲမဒီလိုဖြစ်စုကြည်ဆိုစုကြည်အောင်စန်းစုကြည်ဆိုအောင်စန်းစုကြည်မပြောနဲ့မင်းတို့ရဲ့အမေနာမယ်အဖေနာမယ်မေးရင်မင်းတို့ဖေရမင်းတို့အမေလင်ဖြစ်တဲ့အတွက်တို့ကဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့နာမည်ရှိမှဥတ်တပ်ပြီးဖြစ်ပါတယ်။နော်ဝင်းမြစ် ဘယ်နာမဲ့ဦးစိုးသားနိုင်ရပြီအဲ့လောက်ပြင်မှာဘာလို့စားလဲလို့မေးရင်ရွှေရောင်းတာတွေစိတ်ရောင်းတာတွေမလို့ဘူးဈေးရောင်းဆိုဈေးရောင်းရင်မောင်းဆိုရင်မောင်းရင်နောက်လိုက်ဆိုရင်နောက်လိုက်ဝန်နှန်းဆိုဝန်နှန်းတပရားတွေတိုင်ပင်ခံတွေလည်းမလုံးနဲ့စောက်ခွက်ကိုဖြတ်ပြီးလေးချက်လောက်ကျွေးလိုက်အပူတွေနားမလောက်ဘူးခုတော့မင်းတို့စွတ်ကြည့်ရောဝင်းမြစ်ကောတီဇဲဦးတွေရနာမည်ရှိပါဘာစောက်ပူတွေမှာဦးတွေတော်တွေဗလာနဲ့ ကျင်းသားဖြစ်နေဟဲ့ဟုတ်လေတန်တယ်တော့ငါပြောရတာဖဲ့အဲ့လိုဖဲ့ရတယ်ထဲ့အဲ့လိုထဲ့ရတယ်ခွင်နဲ့လဲစောက်ရတယ်နားလည်လားရောက်နေရာနဲ့နေရာနဲ့ကြီးစားအလကားမရဘူးကွာလေလဲလကားမရဘူးအရာရာကိုချွေတာကြီးတုံးရတယ်ဗမာစကားပုံမှာစစ်မရောက်ခင်များမကုန်နေတဲ့စောက်ယူလေခုငါထဲ့နေလေဘာတိုင်းမင်္ဂလာပိုင်းလမ်းပြောတယ်ဘာလို့ဘူးလဲဝန်တန်းဒါပဲကိုပြောရင်စောက်ခွက်ကိုပြတ်ကျွေးပါ ဝင်းမြစ်ဆိုရင်ဝင်းမြစ်ပဲဦးဝင်းမြစ်ဒီပိုင်းမလုပ်နဲ့ဘာလောက်ကైလောက်လဲတမရမျက်ခွက်ငါးချက်လောက်စောက်နေမလိုက်ပဲဝန်တန်းဆိုဝန်တန်းပဲစောက်ပူတယ်မပြောနဲ့ကျင်းသားဖြစ်သွားပြီတည်တဲမှုတွေကသူဟာတန်းအောင်တယ်ဝင်းမြစ် ဘာလို့လဲဝင်နေဖိနှမ်းမှာဥစိုးတန်တယ်ဟောဒီလိုကဥစိုးတန်နိုင်အောင်သိကျွန်တော်နာမည်သိမှတ်မိသွားပြီဘာလို့ဆိုအန်ယူဂျီဘာမှလည်းကဘာကြတာကဆိုနောက်တစ်ပြန်ဖွက်တဲ့တပါသူဥစိုးတန်နိုင်ပါတယ်လို့ကျွန်တော်ကြားတယ်အခုမှသူပြောတဲ့စကားလေးကိုကျွန်တော်အခုမှမှတ်ပြီလားဒီတိုင်းမှပြောလာကျွန်တော်လက်အောင်ဟာဘာလို့အော်ဇန်ဥဂျီရှိဖိနှမ်းမှာဥအောင်ဆိုင်ဝဲမျက်ကြီးဝါခမဆိုဝါခမပြောင်းကြီးဆိုပြောင်းကြီးအဲဒါမျိုးပြောတော့အစမြောက်ကဲဒီကြားထဲမှာသူပြောသွားတဲ့စကားလေးတလုံးပါစမြောက်ကဲများကုန်တယ်ဗျအဲ့ဒါမှန်တယ်အဲ့ဒါမှန်တယ်ဆိုတော့ ဆင်းပြောက်ခဲ့မြောက်တဲ့စကားလေးကိုကျွန်တော်အဓိကထားပြီးတော့ပြောချင်ပါဘူး။ဟိုကတော့ဒါသူခွင်ကြလို့ဖဲ့တယ်ဆိုတော့သူတို့မုံကြီးတွေတခုရှိမှာပေါ့နော်။အမုံကဘာသူတက်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 အညိုးတွေရှိကြမှာပေါ့ဗျာ။ဒါလည်းတော့တောင်းတဲ့တောင်းကတော့ဟို အပေါ်တဲ့အောက်ကကန်ကြအောက်ကတဲ့အပေါ်ကန်ထားတဲ့ဒါသူ့ရဲ့နိုင်ငံကြီးလောကမှာအလုံးရှိတယ်။အာနာရှိသွားလို့ရှိရင်ယုတ်ကတမျိုးအာနာမရှိရင်ယုတ်ကတမျိုးအဲဒီမှာပါဝါရှိသွားဘယ်လိုစားမလဲပါဝါမရှိရင်ဘယ်လိုအဲအောက်ကခံလို့ဒါတမျိုးဒါသူ့ရဲ့လောကကြီးမှာရှိတယ်နိုင်ငံကြီးသူ့ရဲ့လောကကြီးမှာရှိတယ်။အာကျွန်တော်ကျွန်တော်ကျွန်တော်သုံးသက်ချက်တော့မဟုတ်ကျွန်တော်သုံးသက်ချက်ပြောတာတမောကအဲစစ်ကိုမရောက်ခင်မြောက်ကောင်လို့သူတို့တက်တက်လောက်တာဖြစ်တယ်။အဲ့ဒီ viewer ကြီးလောက်ဖြစ်တာလေ။ဘာကြောင့်လဲဆိုတော့ကျွန်တော်အကြမ်းဖက်တွေရှိတဲ့ရွာတွေ အကြမ်းဖက်တွေရှိတဲ့နေရာတွေမှာတောက်တော့ဘာကြောင့်မတိုက်တယ်လဲဘာကြောင့်မတိုက်တယ်လွတ်ပြီးတာလွတ်ပြီးတာအကြမ်းဖက်နဲ့မင်းတို့နေကြည့်လိုက်မင်းတို့ပျော်ရင်စက်ထားမယ်ပျော်တော့ထားမယ်ပျော်တော့ထားမယ်နေမပျော်တော့တဲ့တစ်ချိန်ကြာလို့ရှင်လှန့်ခေါ်လိုက်လာခဲ့တယ်အဲ့တော့တနက်နဲ့တိုက်ယူရတာကကောင်းဟိုမြန်တယ်ပေါ့ဗျာတနက်နဲ့တိုက်တာဖြမဖြမဆိုကျွန်တော်တို့စိတ်နဲ့ဆိုဗျာဒီကွင်းကွက်ဆိုတော့ကျဘုံအလုံး၄၅၀ချပလိုက်လို့ကျွန်တော်တို့ပြောတယ်မှာ အဲဒါမဲ့နိုင်ငံတော်အကြီးအကဲတွေဘာကြောင့်မလုပ်လဲဆိုတော့တက်မလို့ရဲ့အကြီးအကဲတွေဘာကြောင့်မလုပ်လဲဆိုတော့ကျွန်တော်ကအဲ့ဒါကိုစဉ်းစားလိုက်မှအခုမှပေါ်သွားတာချင်းမြောက်ခင်တော့အဲ့တော့သွားပြီးနိုင်လို့ဒီအကြမ်းဖက်တွေကိုတက်မလို့ကခြေမောနိုင်ခဲ့လို့ရှင်လည်းပဲဒီအကြမ်းဖက်တွေပျောက်သွားမှကြပြည်သူရဲ့ရင်ထဲမှာတက်မလို့မရှိဘူးသူတို့ကမုန်းနေဦးမှာပဲဘာဖြစ်လို့လဲဆိုတော့ငါတို့ဒီတော်လိုင်းရဲဘော်တွေကိုသူတို့လာတတ်တယ်သူတို့လာပြီးတော့နှိတ်ကုတ်တယ်နှိမ့်နေတက်မလို့ကအာနာရှင်တက်မလို့ပဲလို့သူတို့ပြောကြအောင်မှာအခုဟုတ်ပြီတက်မလို့ကတို့ပြီးသားလိုက် သူတို့ကိုယ်တိုင်ကအဲအကျန်းဖက်တဲ့ဒဏ်ကိုမခံနိုင်တော့ဘူးဓမြတိုက်တဲ့လူသက်တဲ့မလေးကျင်းတဲ့အဲဥစ္စာပစ္စည်းတွေယူတယ်အဲအပိုင်သိမ့်နေဒါမျိုးမျိုးမျိုးတွေလောက်လာတော့အကျန်းဖက်အကျန်းဖက်တိုင်းလောက်လာတဲ့ခါကျကြာတော့သူတို့အကျန်းဖက်တွေနဲ့တူရှင်တော့မနေနိုင်တော့မနေနိုင်တော့တပ်မတော်ပဲရှိတဲ့နေရာကိုပြေးလာကြတယ်၊ကွာလာကြတယ်၊ရှောင်းလာတယ်၊ဒိန်းလာကြတယ်၊ဖြစ်လာကြတယ်။ဖြစ်လာကြအောင်အဲ့တော့ဒီကောင်တွေကဒီမှာတပ်မတော်နဲ့ဆက်မတိုက်ရသေးဘူး။ဒီကောင်တွေညှောက်သွားပြီ။ဘာကြောင့်ညှောက်ကုန်လဲဆိုတော့သူတို့နာမှရှိတဲ့ပြည်သူတွေကသူတို့မုံသွားတာ။ အဲ့ဇကားလေးရဲ့အတိတ်ပဲကိုကျွန်တော်ကအဲ့လိုအတိတ်ပဲဖွင့်ဆိုခြင်းတယ်။ဘာလို့ဆင်းမရောက်ခင်မှာသူတို့မြားကုန်သွားပြီ။တန်းတော်နဲ့တိုက်လို့မရသေးဘူး။တိုက်ဖို့အချိန်ကိုကောင်းကြီးမရှိသေးဘူး။သူတို့ကိုပံမုံထောက်ခံနေတဲ့ပြည်သူကမရှိတော့ဘူး။မရှိတော့တဲ့ခါကျဘာလို့သူတို့ရုံရှာမုံတီးတဲ့ဟာတွေပဲဖြစ်လာတယ်။အဲ့တော့တမန်ကတိုက်လိုက်တိုက်သွားပြည်သူရဲ့နှလုံးသားလည်းတိတ်နိုင်တယ်အကျမ်းမပေါ်နဲ့ရှင်းနိုင်တယ်အဲအဲ့ဒီစကားလေးကိုကျွန်တော်ရဲ့အဲ့လိုခံစားမိတယ်ဗျဒါသူပြောတဲ့စကားအထိပယ်လေးတစ်ခုကိုကျွန်တော်တွားပြီးတော့တတိယလို့ဖွဲ့ဆိုတာပါ အဲဒီစစ်မရောက်ဖဲမြကုန်နေဆိုတာကဒီအကျန်းဖက်ဒီမှာတကယ်ဖြစ်သွားတာပါဘာကြောင့်လဲဆိုတော့အဲပြစ်ခတ်ဖို့ကြည်တယ်မို့တော့မှသူတို့အလူခံနေတဲ့ပြစ်ခတ်ဖို့ကြည်တော်မှဒီပြည်သူတွေရဲ့ထောက်ခံမှုမရှိတော့တဲ့အတွက်မရှိတော့အဲ့တော့မြလဲကုန်ပြီးစစ်မရောက်ရင်မြကုန်တော့ဘာလုပ်ရမလဲပြေးပြေးမပြေးသေးဘူးပဲရှိတာအပြင်းမြန်မှတုတ်မှာပဲရှိတာဒါလေးကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်အဲတဦးသားစီတဦးသားစီမရှိဘူးလိုတာပြကြပါလေဗျာစစ်မရောက်ရင်မြကုန်တော့တာကိုသိနေကြတဲ့အတွက်တချို့ညီကောင်မောင်နှမတွေ အဲတဲ့အေးတဲ့နေတဲ့နေတဲ့ကိုမာနာမရတမ်းလာလက်တွဲပြီးတော့ပူပေါင်းပါဝင်ပြီးနိုင်ငံတော်ကိုဟိုပြန်လဲတိဆောက်ကြပါလို့လို့ကိုပါရဲကိုတိုက်တော်နေပါလေယခုရွေးကောက်ပွဲကိုလည်းပဲအဲတက်နိုင်တလို့ပါဝင်ပူပေါင်းပါဝင်ကုညီချရင်းနဲ့ပဲတိုင်းပြည်ကိုဒီမိုကရေစီနိုင်ငံတော်ဖြစ်ပြန်လဲတက်မှတ်ပေးကြပါလို့ပြောချင်ပါတယ်ဗျာအားလုံးလူလာကြည့်ပါလေ